ောက်ကလာပါနေချင်းခရီးအတင်တော့တနစ်တာစန်းစာဖက်ရှုခြင်းအစီအစဉ်မှကျူဆိုပါရယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး20အငယ်1မှ6အဝတ်မဝတ်သောပရောဖက်အာရှရိရှင်မင်းတာကုံစေလွတ်သောဘုံမင်းတာတန်သည်အာဆုံးမျိုးတို့စစ်ချီ၍ထိုမျိုးကိုလှုပ်ကြံသောနှစ်တွင်သာရဖျားကတင်ဒီသွား၍ခါစီသောရှော့တီအဝတ်နှင့် ခြေနှင်းကိုချွတ်လောဟုအာမုတ်သားဟေရှာယကို မိန်တော်မူသည့်အတိုင်းသူသည်ပြု၍အဝတ်ကိုမဝတ်ခြေနှင်းကိုမစည်းဘဲတွာလာလျက်နေ၏။ထာဝရဘုရားကလည်းငါကျွန်ဟေရှာယသည်အဂုရုပြည်နှင့် ကုရှပြည်၌ပုပ္ပနမိတ်အံ့ဘွယ်သောအရာကို ပြခြင်းကသုံးနှစ်ပတ်စလုံးအဝတ်ကိုမဝတ်ခြေနှင်းကိုမစည်းဘဲတွာလာတဲ့ကဲ့သို့ထိုနည်းတူအဂုတုတူများကိုအဆက်ခွဲခြင်းအလုံးငါ အာရှရိရှင်မင်းရင်ဒီအဂုဒုလူနဲ့ကုရှလူအကြီးငယ်တို့အားအဝတ်နှင့်ချင်းနှင်းကိုချွတ်၍တင်မားကိုမျှမဖုံးစေဘဲဖမ်းဆီးချုပ်ထားတိမ်းသွားလိမ့်မည်။အာဆုံမျိုးသားတို့သည်ကြောက်ကြလိမ့်မည်။သူတို့ကိုးစားသော ကုရှပြည်ကို၎င်း၊ဝါကြွားသောအဂုဒုပြည်ကို၎င်းရှက်ကြလိမ့်မည်။ထိုကမ်းနားမှာနေသောသူများကလည်းကြည်ပါအာရှရိရှင်ဘီရင်ဤလက်မလွတ်ချင်းကငါတို့မျောလင်းရာအရာပြေး၍ ခိုးလုံရအရာသည်ထိုသို့ဖြစ်ပါသည်ကငါတို့သည်အဘယ်သို့လွတ်နိုင်ပါမည်နည်းဟုထိုအခါဆိုကြလိမ့်မည်။ကြားနာရသူအားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေ။ ဣတရေလအမျိုး၏ဖရာသခင်ကောင်းကင်ဘုခြေအရှင်သာရဖရာဖရာသခင်ရဲ့ကျေးဇူးတော်အပေါင်းကိုရည်တွက်ချီးမွမ်းပါရယ်တာသမီတို့လောကမှာအသက်ရှင်ရခြင်းအခွင့်နဲ့အတူအသက်ရှင်ရခြင်းထဲမှာခက်ခဲခြင်းတွေမောပန်းခြင်းတွေဒုက္ခဆင်းရဲများကိုလည်းပဲတာသမီတို့ရင်ဆိုင်ကြုံတွေ့ရပါတယ်သို့တော်ညာလည်းပဲဖရာသခင်သည်ပျက်စီးခြင်းတို့မပို့ဆောင်ဘဲနဲ့တာသမီတို့သည်ထိုအထက်မှဖရာရဲ့ကောင်းချီးများကိုရည်တွက်ချီးမွမ်းရတဲ့အခွင့်ကိုပေးတော်ကြောင့်လည်းပဲကျေးဇူးတင်ပါရယ်တာယာရဲ့နနက်မှာ ာလည်းပဲကျမ်းမစွာနှုထအသက်ရှင်ခွင့်နဲ့အတူနှုတ်ကပတ်တော်ကိုဖတ်ရှုဆင်ခြင်ရတဲ့အခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးသောကြောင့်လည်းပဲကျေးဇူးတင်ပါတယ်။ Prophet Hishaya သည်ဘုရားသခင်ရဲ့အမိန့်တော်ကိုနာခံပြီးတော့မှ အမိန့်တော်အတိုင်းအသက်ရှင်၍ ရောဖတ်ပြုခြင်းအမှုအရာများကိုလှောက်ဆောင်ခဲ့သည့်ဤသူယနေ့သားသမီးတို့ယုံကြည်သူခရိယန်များတို့ရဲ့အသက်ကြာမှာလည်းပဲနှုတ်ကပတ်တော်အတိုင်းအသက်ရှင်လိုက်လျှောက်တတ်သောသူများဖြစ်စေဖို့ရန်အတွက်ဘုရားခင်တွင်တင်တော်မူပါနှုတ်ကပတ်တော်ကိုနားလည်နိုင်သောဉာဏ်ပညာအလင်းကိုလည်းပဲဘုရားခင်တွင်လောင်းပေးလျက်အကောင်းဆုံးအမှားမှန် ကိုဝေဖန်ပိုင်းခြားပြီးတော့မှအသက်ရှင်လျှောက်လန်းတတ်တော်သူများဖြစ်စေဖို့ရန်အတွက်လည်းပဲဘုရားခင်ကောင်းချီးပေးတနာတော်မူပါယနေ့သာသမီတို့ရဲ့နေ့စဉ်နဲ့မျှအသက်ရှင်ခြင်းထဲမှာဘုရားရဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်လျှောက်လန်းနိုင်သောအသက်တာများဖြစ်စေဖို့ရန်အတွက်ဘုရားခင်ဆက်လက်၍သာသမီတို့ကိုကောင်းချီးပေးပါမည်အကြောင်းတပါးဒီတော်သားတော်သခင်ယေရှုခရစ်တော်ဘုရားနာမကိုအမိပြု၍ယုံကြည်စွာဖြင့်ဆုတောင်းဆက်ကပ်ပါသည်ဘုရားအာမင် ထာဝရဘုရားသည်တင့်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်တင့်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသောထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမြတ်တော်မဟာဂယုဏကျေစုတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်